ဇာကတော့နုံနေတဲ့အခါအရေးပေါ်လွမြောက်နေပါရုံးရည်နေလေဖြစ်တဲ့ရွှွညွန်တော်တွေကမတိမတားလေးနဲ့တကယ်ကိုမှအနေအများတဲ့နေရာတွေပါလူများနဲ့ဆိုရင်တော့ကိစ္စမရှိပါမယ်တင်ပြောက်တဲ့ခရီးသွားတဲ့အချိန်အခုလို့နုံနေနေသွားခဲ့လို့ဆွဲထုတ်ဝင်မဲ့လူမရှိဘူးဆိုရင်ကြောင်အားလားအားနဲ့လွမြောက်ခြင်းလို့တွန်းကန်လေလေတင်းကိုရွှွညွန်ကပို့ပြီးတော့နေဝင်အောင်လုပ်လေလေပဲဖြစ်ပါတယ်ဒီလိုအခါမျိုးမှာကိုသက်ကိုကိုခဲစေနိုင်မို့တီထားရမယ့်နီလန်းလေးကိုပြပြပေးပါမယ်အရင်ဆုံးခုလိုမျိုးခြေတော့ကြည့်ပဲနေသေးတဲ့ဆိုရင်တော့တိတ်ပြီးစိတ်ပူကြမလို့ပဲ ခြေထောက်တစ်ဖက်ကိုမြေကြီးထဲမှာထောက်ထားပြီးနောက်တစ်ဖက်ကိုဖြည်းဖြည်းချင်းအပေါ်ကိုဆွဲတင်မှာပြီးတဲ့အခါမှသာကြံတစ်ချောင်းကိုလွတ်အောင်လုပ်ရင်ရပါပြီအဲဒီလိုမှမဟုတ်ပဲခါချင်းနှိမ့်မြုပ်သွားပြီဆိုရင်တော့အရင်ဆုံးစိတ်အေးအေးထားလိုက်ပါအသက်ဝဝရှူပြီးတော့ပလက်လှဲတဲ့လိုမျိုးခန္ဓာကိုယ်ကိုအနောက်ဘက်လှန်ချလိုက်ပါတပြည့်ပြည့်နဲ့လှန်ချရင်အောက်ဘက်ကခြေထောက်နှစ်ချောင်းကိုရေကူးသလိုပုံစံမျိုးဖြစ်အောင်ဖြည်းဖြည်းချင်းပြုလုပ်ပါအဲဒီလိုလုပ်ရင်းနဲ့ပဲခန္ဓာကိုယ်ရဲ့အောက်ပိုင်းကအပေါ်ကိုတပြည့်ပြည့်ဖော့တက်လာပြီးတော့နောက်ဆုံးမှအနယ်ကနေလွန်မြောက်နိုင်ပါပြီ။ ရှုံးညွန့်နေရင်တော့လူမြောက်နိုင်တဲ့နေ့လည်းရှိပေမယ့်အချင်းတို့နေရင်တော့ခေါင်းမွေးပြောင်းတဲ့အသည့်စုံစုံနှစ်သွားရမယ်လို့ပြောချင်ပါတယ်ပရိသတ်တို့ရဲ့